မော်တာမိုးငင်းဆက်နွယ်မှုနဲ့ဘလူးမြို့ရာဇဝင်အကြောင်းလေ့လာမိသမျှပြောပြခြင်းပါလေမော်တာကြီးရွာကတာတဝိုက်နယ်မြေဒေသမှာအရင်ကအရှမ်းလူမျိုးတွေအခြေချနေထိုင်ခဲ့ပါလေမော်တာကိုရှမ်းလူ main တိုင်းရှမ်းမြို့လို့ခေါ်ပါလေအေဒီ1320ခန့်အချိန်ခန္ဓာကဝင်းသူမျိုးမှဆီလုခဲ့တဲ့ရှမ်းစစ်တီတစုဟာမိုးငင်းကိုအပြင်းခြေတက်လာပါလေ အဲ့ဒီရှမ်းစစ်တီရာထမန်တီရှမ်းနွယ်ဘွားတွေပါမိုးညင်းမှာအဲ့ဒီတုန်းကရှမ်းစော်ဘွားတွေအချင်းချင်းတိုက်ပွဲဖြစ်နေတဲ့ကာလပါရှမ်းစစ်တီတို့ဟာစစ်မဖြစ်လို့လို့ main စစ်ဒေသကိုဆင်းလာခဲ့ပါတယ်အခုမိုးမိတ်ဒေသပါမိုးညင်း main ရမ်းမှာစုံစင်းလာတဲ့ရှမ်းစစ်တီတစုကိုပကံမင်းကလိုက်တိုက်ပင်မအောင်မြင်ပါဘူးအဲ့ဒီရှမ်းစစ်တီရာစင်ရေးစရာအထူးကျွမ်းကျင်တယ်လို့ဆိုပါတယ်အထောက်တော်ရမိုးမိတ်ရမ်းမှာလည်းစစ်မက်ကဖြစ်ပွားနေပါတယ်ဒါကြောင့်ရောက်ရရမ်းမှာ အခြေချနေထိုင်မှုပြင်ဆင်အောင်အခုမိုတာကြီးဆိုတဲ့အရက်ကိုရွေးချယ်ခဲ့ပါတယ်။မိုတာဒေတာဟာပကံမင်းပိုင်နေတဲ့နယ်စပ်ဖြစ်ပြီးပကံမင်းကအချင်းချင်းတိုက်ပါတယ်။ဒါပေမဲ့ရှမ်းစစ်တီတွေဟာထမန်းဒီရှမ်းတက်နဲ့သမန်းကြားယုံဆောင်ပြီး ပြန်လဲတိုက်ခိုက်တာကတကြောင်။ဒါနောက်ပြီးတော့ရှမ်းတက်ပညာနဲ့မြို့ရတွေကိုဖျောက်လိုက်လို့မမြင်ရဘဲနဲ့ပကံစစ်တီတွေလှည့်ပြန်သွားတာကတကြောင်ကြောင့်မနေနိုင်ပဲရှိရပါလိမ့်။ အနော်ရာမင်းနဲ့တဲ့ချိန်မှာအဲ့ဒီရှမ်းစစ်တီတွေဟာရက်ရွာအေဂျင်တာယာစီတဲ့ငါအနော်ရာမင်းရဲ့ဖုန်းတစ်ခုကြောင့်လကောင်းရကန်နယ်ပယ်အောက်ဝင်ရောက်ခဲ့ပါတယ်အနီရောင်ခေါင်းပေါင်းတဲ့ရှမ်းစစ်တီတို့ဟာတရုတ်ရန်ရုံရှမ်းရန်တို့ကိုရုံရုံချွတ်ချွတ်တွန်းလှန်တိုက်ထုတ်ကာဝယ်ခဲ့တယ်လို့ဆိုပါတယ်စစ်မှုထမ်းဘက်ကတူးလူမျိုးတွေနဲ့အေဂျင်စွာအတူရှင်တွဲနေထိုင်ခဲ့ကြောင်းကင်းတက်မျိုးတမိုင်းမှာမှတ်တမ်းတင်ထားပါတယ်ဒီလိုစီးရဲစရာရမဟာဗျူဟာကျတဲ့နာမည်ကို ကင်တက်မျိုးတည်ခဲ့ရတာမိုတာကင်တက်ဦးမျိုးဖြစ်လာပါတယ်။ရှေးခါမိန်တိုင်းကိုဗမာလိုမိုတာလို့သုံးလို့ပါလေ။မိန်တိုင်းဒေသဟာဘလူးမျိုးမိုးညင်းရဆိုရင်လည်းဆက်ဆက်နေပါလေ။မိန်တိုင်းနဲ့မိုးညင်းဟာအရှိကတစ်ဆက်သေးလို့ဆိုပါလေ။ဘလူးမျိုးရဆိုရင်လည်းဘလူးမဟာကုံမာရမင်းသားနောက်ကိုလိုက်ရင်ကုံမာရမင်းသားကတောင်ကမုန်းချခဲ့ရမှာ မိုတာကြီးနေနဲ့မိုးညင်းနေဟာတောင်များချခဲ့ပါလေ။အဲဒီကဆက်ပြီးကုံမာရမင်းသားကပြန်ပြီးတော့ ဟဲနာရွာအရင်မှာခီးတထောင်နာပါလေအဲ့ဒီရွာမှာမင်းသားရဲ့ရှမ်းဆက်နယ်တွေကြံခဲ့တယ်ဆိုပါလေအဲ့ဒီကစင်မင်းတိုင်းမိုးသားရဲ့ဝရပါလေမိုးသားကြီးရွာမှာရှေးကရှမ်းတက်ကဲတယ်လို့ဆိုပါလေရှမ်းတက်ကျွန်းကျင်သူတွေနေထိုင်ပါလေဘလူးမတွေ့စင်မှုအတွက်ရှမ်းတက်နဲ့မင်းသားကိုဖွဲ့ပေးခဲ့ပါလေဒါအပြင်ဘလူးကလည်းပုံရင်းရှောင်းရင်းနဲ့အခုရွှေခောက်ရွာဆိုတဲ့အရင်မှာ ဘလူးမကြီးစီကယူခဲ့တဲ့မျိုးလုံးတွေကိုမြုံနှံခဲ့တယ်ဆိုပါတယ်ဘလူးမကချိန်စာဆိုခဲ့တဲ့နေရာလည်းဖြစ်ပါတယ်အဲ့ဒီကနေတဆင့်နမ်ဆန်ရအဲ့ဒီဘက်မှာပုံအောင်ပါတယ်အခုနမ်ဆန်ဘက်ပါအဲ့ဒီမှာပဲဘလူးမရဲ့လက်မှာလွတ်မြောက်ဖို့အိုင်ကမုန်းတစ်ခုချခဲ့တယ်ဆိုပါတယ်ဒါဟာဘလူးမျိုးရာဇင်တမိုင်းကြောင်းနဲ့ပတ်သက်နေတဲ့ရှမ်းရွာတမိုင်းကြောင်းရာလည်းဖြစ်ပါတယ်မတ်တိုင်ရွာဟာနေချားရွာလေးပါ ရှေးခက်ကမိုးညင်းမိုးကောင်းရွှန်ရှမ်းမောရှမ်းရံကိုကောက်ွယ်ဖို့ မိုးတောင်ကင်းတက်မြို့ကိုတည်ရင်းနေမြေပိုင်ချကြရာနေကြာမှတ်တမ်းရွာလေးမှာကောက်ကွေ့ချောင်းတစ်ဖက်တည်းဟာပကံမင်းပိုင်နေဖြစ်ပါလေမန်လွဲရွာကလည်းရှမ်းကင်းတက်ရွာဖြစ်ပါလေမန်လွဲရွာမှာနောက်ဘက်တကျော်ဟာမိုးညင်းမင်းတရားရှမ်းပိုင်နေဖြစ်ပါလေအရှိဘက်တကျော်ဟာပကံမင်းပိုင်နေဖြစ်ပါလေအဲ့ဒီမန်လွဲရွာအနာကမန်ပုံဖျားဟာတမိုင်းဝင်ဖျားဖြစ်ပါလေအထက်မန်ပုံအောက်ရွှေတကုံဆိုတဲ့စကားရှိပါလေ ဖျားရှင်ရဲ့ခြေတော်ရာအစ်စ်တွေချတာကြရနေရလို့ဆိုပါလေ။နောက်ပင်ရွာစင်ကူးရွာတွေဟာရှေးစစ်တွေတို့ကင်းစခန်းချရနေရာတွေဖြစ်ပါတယ်။စင်တက်မြင်တက်တို့ ထားပါလေ။ဒါကြောင့်အဲ့ဒီရွာတွေမှာမြင်းမွေးမြင်းစီးတဲ့အလေထယနေ့ထိတိုင်ထုံကားဆဲဖြစ်ပါလေ။နမ်ဆန်ရွာနဲ့စုပုတ်ကုံရွာမှာရှေးစစ်တွေအမှုခန်းကတူးလူမျိုးတို့ဟာရွာတည်ပြီးခြေချပါလေ။မန်လွိုင်းတောင်ကျောင်းမှာစီးစင်းလာတဲ့ရေချောင်းကိုမိုးညင်းမီဒီယာကြီးချောင်းလို့ခေါ်ပါလေ။ မိုးညင်းဝင်းတရားကြီးချောင်းဟာကျွန်းပင်ဟဲနာမိုတာနောင်မရွာတလျှောက်ဖြစ်တန်းစီစီပါလေ။အရင်တော့ချောင်းရင်ဟာနွေရာသီမှာစင်တရက်မြုပ်တဲ့အထိရှိပါလေ။အခုတော့ရွာရဲ့အာကိုအားထားချောင်းလေးဟာလည်းနွေရာသီမှာတိမ်ကောရှာပါပြီ။မိုတာမှမိုတာကြီးလိုအမြည်ပြောင်းလဲရခြင်းဟာအေယာဝတီမြကန်းပေးမှမိုတာလေးရွာတရှိခြင်းနဲ့ဆက်ဆက်ပါလေ။အရင်ကအဲ့ဒီအေယာဝတီမြကန်းပေးမှမိုတာလေးရွာမရှိပါဘူး။ငြိမ်နုရွာသာရှိပါလေ။မိုတာလေးရွာနေရာကိုအလဲရွာတချို့ကပင်လယ်ဒိန်းကိုခေါ်ပါလေ။ ကိုစီကုံရောက်ကောင်းတဲ့အတွက်ရွာတီကြပါမယ်။ကမ်းပါတိုက်စားပြူပါရယ်။ဒါကြောင့်ရှေးခင်းကဘီရင်တွေဟာစစ်အောင်မြေဖြစ်တဲ့မူတာကြီးရွာရဲ့မြေကိုမူတာမျိုးဝန်ထံမှာခွင့်ပန်ယူပြီးကျဲဖြန့်ကရွာတီကြတဲ့။အဲ့ဒီရွာကိုမူတာဟုခေါ်ပါရယ်။နောင်ပြဿနာဖြစ်မှဆိုလို့မျိုးဝင်ကမူတာကြီးမူတာလေးလို့ခွဲခြားသတ်မှတ်ခဲ့ပါရယ်။ရှေးကမူတာရဲ့မှာထမန်ကြားတွေစိုးပေါ်ကြီးစိုးပါရယ်။ထမန်ဒီရှမ်းလူမျိုးတွေဟာပြောရမယ်ဆိုရင်တော့ သူတို့ဟာတမန်ကြားအတက်ကိုတက်ပါလေလူစင်စစ်မှာကြားဖြစ်ပြောင်းနိုင်ပါလေဒါလည်းဟာအမှန်တကယ်ဖြစ်ခဲ့တဲ့နေရာတွေပါတမန်ကြားဆိုတာလည်းတကယ်ရှိခဲ့ကြောင်းသိရပါလေအဲ့ဒီတမန်ကြားတွေဟာမိုးတားရက်ကိုဆောင်ရှောက်ပါလေကြားဟင်းတဲ့ကြားရင်ရွာအတွက်ဘေးအန္တရာယ်ရှိကြောင်းမှတ်သားရပါလေဒါဟာရှိတမန်ကြောင်းရပါမိုးညင်ရှမ်းမင်းနဲ့၃ညစတန်ရင်မိုးတားမြို့ကျိုးခဲ့တယ်ဆိုပါလေကြီးသုံးကြီးဆုံးမြို့ပြတ်သုံးဆိုတဲ့တပောင်းလေးရှိခဲ့ပါလေ မျိုးပြက်ပြီးနောက်မိုးညင်းမင်းတရားကြီးနဲ့အတူမင်းရင်းကို ရှမ်းစစ်တီတွေပြန်လိုက်လိုက်ပါသွားပါတယ်တချို့ကတော့မိုးတားရက်မှာကျန်ခဲ့ပါတယ်ရှေးကရှမ်းလူမျိုးရှမ်းစကားပြောရင်အရိုက်ခံရတဲ့အတွက်ကြောင့်ကိုကိုကိုရှမ်းဗမာလို့သာခေါ်ဆိုရင်းနဲ့ဗမာစကားသာပြောဆိုကြပါတယ်ဒါပေမဲ့ရှမ်းမျိုးဆက်ပြက်မှာဆိုလို့မိမိတို့ရဲ့မြေမြင့်နာမည်တွေမှာနန်းစီစောဆိုင်ရှမ်းသုံးလို့ကိုထည့်သွင်းပတ်ခဲ့ပါတယ်အခုအချိန်ထိမိုးညင်းရှမ်းမျိုးနဲ့မိုးတားရှမ်းမျိုးတို့ဟာလူမှုရေးအဆက်အသွယ်မပြတ်ပါဘူး အခုခါမိုးတာကြီးရွာမှာ ကတူးရှမ်းဗမာကချင်တိုင်းသားပေါင်းစုံလိန်ဟာလုပ်ငန်းလုပ်ကိုင်ရင်းနဲ့ရှင်တွဲနေထိုင်ပါတယ်ဒါလင်ကမာလကင်ခေါမာကျင်ခေါမယ်အစားတဲ့အတုံးနှုံးတွေဟာရှမ်းစကားမှာစဉ်သက်လာခြင်းလို့သိရပါတယ်ရှမ်းဖောက်ခွက်ပြုလုပ်ပြီးရိုးရာနှက်ကိုပူစောပါသားတဲ့ရှမ်းတလိရိုးရာတွေရှိကြောင်းကိုလည်းသိရပါတယ်ဒါကတော့မော်ဒန်မိုးညင်းဆက်နွယ်မှုနဲ့ဘလူးမြို့ရာဆိုရင်အကြောင်းကိုပြောပြတာပါ နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။